ဟုတ်ကဲ့ပါအုပ်စု A ရဲ့နောက်ထပ်အုပ်စုပွဲစဉ်တစ်ပွဲကတော့ကျွန်တော်တို့၅လပိုင်း၁၆ရက်နေ့ပေါ့နော်ညနေ၄နာရီ WSC ကွင်းမှာကစားမယ်တစ္ဆာအမှန်တင်းနဲ့ Shine United တင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုပွေစောကူကူမင်းကတုံးသက်ပြပါခင်ဗျဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့ဒါတစ္ဆာအမှန်တင်းနဲ့ Shine United တင်းတွေထိတဲ့တွေ့ဆုံမှုဖြစ်တယ်အာ Shine United တင်းကတော့လက်ရှိမှာဆိုလို့ရှိရင်ရမတ်ကိုမန်နဲ့အမပေးစရာထိတ်ဆုံးနေရမှာယက်တည်နေတယ်နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ပြီလို့ပြောလို့ရတယ်တစ္ဆာအမှန်တင်းကတော့အဲ့လိုမဟုတ်ဘူးတစ္ဆာအမှန်တင်းကလက်ရှိမှာနှစ်ပွဲကစားပြီးတော့ရမတ်၄မှတ်နဲ့လက်ချံပွဲနှစ်ပွဲကိုသူတို့နဲ့ဟိုရက်လက်ကောင်းရအောင်ကစားထားနိုင်မှာဒါနောက်တစ်ဆင့်အတွက် ညွှန်လင်းနိုင်တဲ့နေရာတစ်ခုရှိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်လည်းဒါအဆင့်3.4နေရာတကုံဖို့နဲ့ University ကလည်းသူတို့နဲ့အသက်ရှိနေတဲ့ဆိုတာကြတော့တစ္ဆာအမှန်တင်ကတက်ကြံပွဲတွေမှာအမှားခံလို့မရသေးဘူး။ သစ္စာအမှန်တရားပြီးခဲ့တဲ့နှစ်မြန်မာ nationally ကစားတာတုံးအလိုမျိုးမမထန်တဲ့မရှိတာတော့ဒီ league ပွဲစဉ်မှာကျွန်တော်နေတွေ့ရတယ်နည်းနည်းရော့ဒီယိုရဲ့ပြည်ပေါ့နော်အာဒီဒီချိန်မှာတွေ့ရမှာလည်းပဲချိန်ရတဲ့တင်တွေ့ရမှာဖြစ်တယ်ချိန်ရတဲ့တင်ရလည်းတည့်ရတဲ့အချိန်ပဲအတူတူနဲ့ခေါ်ယူထားတဲ့ကစားသမားတွေကပြည်တွင်းပြည်ပ player တွေကတကယ်တောက်တဲ့ player တွေဖြစ်နေတယ်သစ္စာအမှန်တရားရော့ဒီယိုသွားပြီးတော့လှုပ်လို့တော့မရဘူးပေါ့နော် အာတစ်ခါမှရှိနေတဲ့တင်ကတော့ဒီပွဲစဉ်ကိုသေးရက်လက်ထွက်ပေါ်ကစားနိုင်တဲ့သူတွေကဒါတက်ရောက်သွားပြီးတော့ပြောလို့ရတယ်အတူမဲ့လည်းဒါအသင်ချာနီးရဆိုလို့ရှိရင်လည်းပဲဒါဂျန်တဲ့အသင်းတွေကိုထက်တွေ့အောင်ပဲအနေထားတစ်ခုရှိနေတဲ့အခါကျတော့သူလည်းပဲဒီပွဲစဉ်ကိုအာရော့ဒီရောကစားမှတော့မဟုတ်ဘူးအားထည့်ပြီးတော့ကစားလာအောင်ပဲလို့ကျွန်တော်လည်းသုံးသပ်ချင်တယ်အခုတော့ကြောက်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အသုံးသပ်ပြပါဦးခင်ဗျဟုတ်ကဲ့ပါတစ္ဆာအမန်ကတော့ဟိုဘယ်လိုပြောမလဲဒီပွဲမှာရှုံးခဲ့မယ်ဆိုရင်ဒဂုံပေါ့တို့ယူနီဗာစီတီတို့ရဲ့ကြော်တက်ချင်းကိုခံရနိုင်တယ်ပေါ့နော်အဲ့တော့တစ္ဆာအမန်ကလည်းဒီပွဲမှာအနည်းဆုံး တမန်လောက်ရမှာအဆင်ပြေမဲ့အနေထားရှိရပေါ့နော်အဲ့တော့သစ္စာအမှန်တင်ရလဲတမန်ရဖို့အတွက်ကိုပဲဥတည်ပြီးတော့ဟိုစူးစမ်းလာမှာပေါ့နော်အတင်းတိုင်းကတော့နိုင်ငံကြတာဒါပေမဲ့အရန်ပလေယာရင်ကခွာခြားတဲ့အတင်းတိုင်းဖြစ်တာကြောင့် ဒါအောက်တင်းတွေအနေနဲ့ဒီတမက်ရရင်ပဲသူတို့တို့အနိုင်လို့ပြောလို့ရတယ်ပေါ့နော်။ဒါဝိုင်းရက်စီကွင်းမှာကစားအောင်ဖြစ်တဲ့အတွက်ခန်းစင်တိုက်စစ်အလှည့်ပြောင်းမြန်လာလေးလည်းတစ်ချက်တည်းထားရမယ်။တစ္ဆာအမှန်တွေကိုကျွန်တော်အနေနဲ့တစ်ချက်ဟိုဘယ်လိုပြောမလဲအကျံပြုတ်နေတာက University Shan ကိုဘယ်လိုကစားသွားလဲဆိုတာကိုတစ်ချက်သူတို့အနေနဲ့နည်းနည်းအိုက်ပွဲလို့နည်းနည်းရှိုးတင်တယ်လို့ထင်တယ်ပေါ့နော်။ဒါကတော့တစ္ဆာအမှန်အတွက်ကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောမလဲတိုက်တွန်းကြံပြုတာပါ။ Shan ကတော့ဒီပွဲမှာဆွမ်းတော့ကိုဘုံသုံးသက်လို့ပဲဒီတမက်ရရုံနဲ့အုပ်စုဘူဖြစ်သွားပြီပေါ့နော်။ အဲဘလိုပဲဖြစ်ဖြစ်ရှမ်းနေနဲ့ရှော့မတက်ဖို့ရေးကြည့်တယ်။ဘာဘာလို့လဲဆိုတော့အရှိမာကျ University နဲ့ကစားတဲ့အချိန်တုန်းမှာလည်းမိနစ်80ကျော်မှ900ရတယ်။နည်းနည်းလေးခက်ခဲခဲ့တာကိုမြင်ရတယ်ပေါ့နော်။တကယ်လို့များသက်စာမှန်တင်ကအဲ့လိုများထပ်ပြီးပိတ်ကစားလာမင်းရှမ်းနေနဲ့ငကူကလည်းရှော့တက်ထားမယ်ဆိုရင်ဆိုရင်ပို့ပြီးတော့ခတ်သွားနိုင်တယ်ပေါ့နော်။အဲ့တော့ရှမ်းနေနဲ့လည်း ချုံမတက်သေးပဲနဲ့လူကျင်တဲ့တက်မှတ်လောက်ကိုယူပြီးတော့ဒါစိတ်ချလက်ချနဲ့အုပ်စုဘုံနဲ့တက်သွားနိုင်မှုအတွက်သူတို့အနေနဲ့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီဘက်ကတော့ကျွန်တော်နည်းနည်းချုံသုံးသပ်မယ်ဆိုရင်တစ္ဆာမှန်သင်္ကမထင်မှတ်တာတွေများရှမ်းသင်းကိုလုတ်ပြနိုင်မှာဒါမှမဟုတ်ရှမ်းသင်းကပဲဒါအဲဟိုအေးစေးအမှတ်ယူသွားပြီးတော့စိတ်ချလက်ချနဲ့နောက်တစ်ဆင့်တက်သွားမှာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဒီဘွဲစင်ကလည်းဒါပရိသတ်တွေအတွက်ကြီးကောင်းမဲ့ဘွဲကောင်းတို့ဘွဲလို့ကျွန်တော်နည်းနည်းညွှန်ချင်ပါတယ်ဗျဟုတ်ကဲ့ပါ